မင်္ဂလာပါရိုးရဖို့ channel ကနေကြိုဆိုပါရစေကျွန်တော်တို့ရိုးရဖို့ channel ရဲ့လောကချမ်းသာတဏ္ဍာရီရံများစီစဉ်ကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်လူချင်းမိတ်ဆွေများဘဝအမောစိတ်တော့ကမောတဖြည်းဖြည်းပြည်လျောပြီးကံကောင်းမှုငွေကြေးကြိုးအားမှုအောင်မြင်မှုတွေခံစားရဖို့ယနေ့ရေရဟောဆန်းကိုနားဆင်လိုက်ကြရအောင်ပါနေတိုင်းစိတ်ချမ်းသာမှုတိုးစီဖို့ကံကောင်းမှုမြင့်တင်ဖို့လိုက်နိုင်ရမယ့်ရေရတွေကိုဆရာကြီးကတင်ပြပေးတော်မှာပါဘဝမောတွေပြည်လျောပြီးလောကချမ်းသာမှုရကြပါစေ အားလုံးလူချင်းမမိတ်ဆွေများရိုးရာဖော်နဲ့အတူဒိုးရာကြုံနိုင်ကြပါစေခင်ဗျာ။မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဗျာအရောအဖို့ channel မှာကြိုဆိုပါရယ်ရောအဖို့ channel ရဲ့73ရက်3လ2025ရောအဖို့ channel ရဲ့လောကချမ်းသာရေရာများကိုစတင်တင်ပြသွားမှာဖြစ်ပါတယ်ဗျာ73ရက်3လ2025ကြာသာပတိနေ့ရဲ့တနေ့တာ နော်တဏိတာအစီအစဉ်များကိုတင်ပြသွားမှာဖြစ်ပါတယ်တဏိတာအစီအစဉ်များကိုတင်ပြရင်းနဲ့လောကချမ်းသာတဏိတာရေရာများကိုလည်းဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ဒီဒီပါအိုးရင်လောကနဲ့ပတ်သက်တဲ့ကိစ္စတော့ကိုယ်ကိုယ်ကိုယ်ရာကိုယ်မိသားစုကိုယ်လုံငန်းအဲ့ဒီမှာသိပြီးတော့စိတ်ထဲမှာအဆင်ပြေသေးသလိုခံစားရတယ်ဗျအလောကအဆင်ပြေလားဆိုပြပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့ခိတ္တယာယီလွဲချော်နေသူခံစားရလို့ဤလေတွေဖြစ်နေဒါကြောင့်အိုးရင်လောကနဲ့ပတ်သက်တဲ့အဆင်ပြေကြတဲ့ခွင်းနေသားသမီးအားလုံးတို့ဒီရာဟုတောင်းအနောက်မြောက်တောင်းကိုလက် နော်နွားနုတ်လေးတစ်ခွက်ကိုဖြောနှုတ်စီကြောင်းလေးဒါမှမဟုတ်နှုတ်မုတ်ကလေးကိုဖြောနည်းနည်းလောက်ကလေးဖြောဖြောပြီးတစုံလောက်တောက်ပြီးမှဆူတော့အတင်နွားနုတ်လေးကျွန်တော်တို့လေလောက်ကမကောင်းဘူးလောက်ကကောင်းမှဖြစ်မှာဒါကြောင့်လောက်ကနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်ကျွန်တော်အလောက်ကနဲ့ပတ်သက်တဲ့ကိစ္စအလူနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံခြားသွားမယ့်ကိစ္စအလုတ်ခေါ်တာတွေနဲ့ပတ်သက်တဲ့ကိစ္စအိမ်ဆောက်မယ့်ကိစ္စလေးတွေဆင်ပြေခြင်းနဲ့ဒါကြောင့်အဆင်ပြေအောင်အတင်နွားနုတ်လေးကကိုကြီးစောင့်ကြတော်မူပါဆိုတဲ့အကြောင်း နော်ရာဟုတောင်းအနောက်မြောက်တောင်းလှည့်ပြီးတော့နွားနုလေးကိုတောက်မယ်ဆိုလို့ရှိရင်သင်တို့မှာပိတ်ဆိုနေတဲ့အဝိင်လောက်ကမြအများဆုံးပွန်းလန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ခொနေသားသမီးအားလုံးတို့ဒီအမျိုးဘာသာတာသနာနဲ့မဆိုင်ဘူးအလောက်ကိုင်းနဲ့ပတ်သက်လို့အဆင်မပြေရတဲ့ပုဂ္ဂိုလ်အားလုံးတို့ဟာရာဟုတောင်းအနောက်မြောက်တောင်းလှည့်နွားနုလေးကိုတစုံလောက်တောက်ပြီးမှဆူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆိုနေတဲ့အလောက်ကိုင်းမြအများဆုံးပွန်းလန်းမှုဖြစ်ပါကြောင်းလေးလေးစားစား လောကချမ်းသာရေရာအနည်းနဲ့တင်းပြပေးလိုက်ပါတယ်ဗျာ။နော်အမန်ဒီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စကိစ္စမှာဒီချိန်မှာယာယီထင်းကိုလွှဲချုံနေတတ်တယ်။မဆုံးလားမဆုံးဘူး။ရလားမရဘူး။လိုလိုလဲလွှဲချုံနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲ့ကြတဲ့ခွန်ရဲသားသမီးနဲ့ပုံကိုပေါင်းလို့ဒီတင်းလာအရှိအရာကိုလှည့်ရေလေးတောက်ပြီးပါဆူတော့ရေလေးတောက်မလားမျက်နှာလေးတက်မလား။နော်အလားမျက်နှာလေးတက်လည်းတက်ဒါမှမဟုတ်ရေလေးတောက်လည်းတောက်တောက်ပြီးမှဆူတော့အတင်းရေလေးရဲ့ အသည်မျက်နှာတီးလေးကျွန်တော်မျက်နှာလေးတင်မတာကျွန်တော်မငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ပေးရရန်ဘလောက်လိုချင်တာဘလောက်သူစုပေါင်းဘလောက်အဲ့မှာငွေကြီးတွေပိတ်ဆို့နေတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအမြန်ဆုံးအဆင်ပြေအောင်အသည်မျက်နှာတီးရေးလေးကဒါမှမဟုတ်လို့ချင်းအတင်တော့ကြီးလေးကဂူကြီးဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းရေးလေးကိုတောက်ပြီးမှသူတောင်းကြီးအပြင်တက်မှာပိတ်ဆိုနေတဲ့ငွေကြီးများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ73ရက်3လ2025ဟာရဲ့ဟာလား လောကချမ်းသာယေရိယာနီးနေတော့ငွေကြေးနဲ့ပတ်သက်တဲ့ကြတဲ့တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီခုနှစ်သားသမီးအမျိုးဘာသာသာသနာနဲ့မဆိုင်ဘူးတင်းနေလာအရှိအရာကိုလှည့်ရေလေးတောက်ပြီးမှဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆိုနေငွေကြေးများအများဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလီလီသာသာတင်ပြပေးလိုက်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိသေးစိတ်ဒီချမ်းသာသားလို့ချမ်းသာပါတယ်တကယ်ချမ်းသာသားဆိုလည်းမချမ်းသာဘူး နော်အဲ့ဒါမျိုးဖြစ်နေတဲ့ပုံကအားလုံးတို့ဒီအကြောင်းတစ်ခုနဲ့ပတ်သက်တဲ့ကိစ္စစိတ်ချမ်းသာပြိုရှင်မှုတာငွေကြေးနဲ့ပတ်သက်တဲ့ခဲခဲရောင်းဝယ်နဲ့ပတ်သက်တဲ့ခဲထိရလန့်ကြောက်ရတဲ့ခဲစိတ်မရည်ရနဲ့ပတ်သက်ယောဂဘီနဲ့ပတ်သက်တဲ့အိုးစာဝနေနဲ့ပတ်သက်တဲ့အကြောင်းစိတ်ထဲမှာတစ်ခုခုအလိုမကျတဲ့ပုံကအားလုံးတို့ဒီဘူးဒီဘူးဒီဘူးဒီဟင်းညိုလေးတော့တစုံလောက်တော့ဒါမှမဟုတ်ဘူးဒီလေးကိုကိုင်းဘူးဒီလေးကိုကိုင်းပြီးမှစူးစမ်းသွားမှာဗျာသင်တို့မှာပိတ်ဆိုနေစိတ်တကြသိမှုများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် နော်အဲဒါကြောင့်စိတ်တက်ကြနေတဲ့ပုံကူများနော်အဲ့ဒါဘူးသီးလေးကိုကိုင်းပြီးတော့ဆူတာတောက်ကြမြောက်ရက်ကိုလှဲ့ကိုင်းပြီးမှအတင်ဘူးသီးလေးရဲ့အတင်ဘူးသီးဟင်းညိုလေးရဲ့ဟင်းညိုလေးလည်းတစုံလောက်တောက်အတင်ဘူးသီးလေးရဲ့အတင်ဟင်းညိုလေးရဲ့ကျွန်တော်တို့စိတ်တွေညစ်နေတယ်ကျွန်တော်ညစ်တာကျွန်တော်အကျွေးတွေမရလို့အကျွေးရခြင်းနဲ့ကျွန်တော်ပတ်သက်လို့ခြင်းနဲ့ပတ်သက်မစင်မပြေဘူးကျမကြီးမကောင်းဘူးအဖမ်းမှာဒီမှာကြောက်တယ်ပြဿနာဖြစ်မှာကြောက်တယ်မြေရည်တိတ်မှာကြောက်တယ်မြေရည်နဲ့ပြဿနာပြောမှာကြောက်တယ်မင်းနဲ့ပြဿနာပြောအဲ့ဒီကိစ္စတွေကြောင့်စိတ်တက်ကြနေတယ်အကျွန်တော်ကြနေတဲ့စိတ်တက်တွေအများဆုံးပွင့်လန်းအောင် ပြဒနာမြေအောင်ကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလက်ရေးလေးတောက်ပြီးမှဆူတောင်းကြရပြင်တင်းတို့မှာပိတ်ဆို့နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီအချိန်မှာစိတ်တည်ကြနေတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီတောက်ကြမြောက်ရက်ကိုလက်ဘူးသီးလေးကိုကမ်းပြီးတော့ဆူတောင်းမလားဒါမှမဟုတ်ဘူးသီးဟင်းဂျိုလေးကိုတစုံလုံးတောက်ပြီးတော့တောက်ကြမြောက်ရက်လက်ပြီးဆူတောင်းခြင်းဖြင့်အသိရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာနောက်အရာတစ်ချက်ကိုနေနည်းနဲ့စက်တဲ့တဲ့လူယောက်ျား လူယောက်ျားတွေဓာတ်ပြင်းနေလူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေမှုတော့သို့တောင်းတောင်းဆိုမြောက်အဲ့ဒါမျိုးတွေဖြစ်နေရပြည်လူယောက်ျားတွေလိုလိုဓာတ်ပြင်းနေတာဖြစ်ပါတယ်ဒါကြောင့်တက်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအရှင်းပြင်းရေးတမ်းမှုရေးတမ်းမှုတွေမှာရေးလေးထက်ပြည့်ပြည့်မပြည့်ပြည့်ထက်လက်ကလေးနဲ့အပေါ်ရေးတမ်းမှုတွေကိုအပေါ်ပြောက်ပြီးတော့လှုပ်လှုပ်ပြီးမှဆယ်ကျင်တိတိဆူတောင်းလိုက်ကြမှာဗျာတကယ်လို့များအเจ้าတို့ကုနဲ့ဆူတောင်းမယ်ဆိုလို့ချင်းတောက်ကြမြောက်ရက်ကိုလှဲ့ရေးတမ်းမှုလေးကိုအဖုံးဖွင့်ဖွင့်ပြီးမှလှုပ်လှုပ်ပြီးမှပလုတ်ပလုတ်ပလုတ်နဲ့နေအောင်လှုပ်ပြီးမှ စူတောင်းမှာစူတောင်းမယ်အကျင်းကတော့၁၀ကျင်းဖြစ်ပါတယ်ဗျာအိမ်မှာယူရောက်ကြရက်တီတောက်တဲ့အလုံးမလုပ်ဘူးအိမ်မကပ်ဘူးအပြင်ထွက်နေတယ်စူတဲ့အကြောင်းလေးနဲ့ပတ်သက်တဲ့ကိစ္စမှာအလူယောက်ကြားတွေနဲ့ပတ်သက်တဲ့အလိုဆန္ဒမိမိမှာဖြစ်ပေါ်ခြင်းနဲ့အလိုဆန္ဒတွေစူတောင်းခြင်းဖြင့်လူယောက်ျားမှာပိတ်ဆိုနေတဲ့တပြက်နေတဲ့ဓာမြအများဆုံးပွန့်လန်းမှာဖြစ်ပါလေဗျာ။ဒါကြောင့်ခွန်ရသားသမီးအားလုံးတို့ဒီလူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စ၊ရွှေနဲ့ပတ်သက်တဲ့ကိစ္စ၊မင်္ဂလာရီနဲ့ပတ်သက်တဲ့ကိစ္စ၊အလူပတ်နဲ့ပတ်သက်တဲ့ကိစ္စတခုခုအခက်အခဲကြုံလာတဲ့တောက်ကြမြောက်ရက်ကိုလှည့် ရေတံဘူးလေးကိုလှုပ်လှုပ်ပြီးမှဆေရင်တီတီစူတောင်းကြီးအဖြစ်သင်တို့မှာပိတ်ဆိုနေတဲ့เนาะလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့မင်းအဲဒီချိန်မှာမင်းနေနဲ့ပတ်သက်တဲ့မှာယာယီပြောင်းရွှေ့တွေရှိတတ်တယ်အပြောင်းရွှေ့အတူတူတွေရှိတတ်တယ်ချင်းတူချင်းတွေဖြစ်တတ်တယ် ။အဲ့တော့မြေရည်နဲ့ပတ်သက်တဲ့ချင်းသူချင်းဒီဖြစ်တတ်တဲ့မြေရောင်းဝယ်တွေဖြစ်တတ်တဲ့ဒီနေရာရောင်းဟိုနေရာဝယ်ဟိုနေရာဝယ်ဒီနေရာရောင်းအားလည်းမျိုးတွေကြုံတွေ့တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာ။ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့မြေရည်နဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအရွှေ့တွေနဲ့ပတ်သက်တဲ့ကိစ္စမှာကြုံတွေ့နေတဲ့ခွန်တဲ့သားသမီးအားလုံးတို့ဒီတင်းတင်းငွေတောင်းအရှိမြောက်တောင်းလှဲ့နော်အာလူကျော်လေးကိုစားပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတယ်မင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်။ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့နိနေဆက်တဲ့ပုံကိုပေါင်းတို့ဒီ နော်ဟလာအကြောင်းတစ်ခုနဲ့ပဲမင်းနဲ့ပညာရေးနဲ့ဟလာပြောင်းချွေရာထူးတိုးနဲ့ပတ်သက်တဲ့မိယာရီနဲ့ပတ်သက်တဲ့ပြဿနာဖြစ်ပေါ်ပါကြတဲ့တင်းငွေနေတောင်းအရှိမြောက်တောင်းလှဲ့မိရိခုနှစ်ရသားသမီးမဆိုတင်းငွေနေတောင်းအရှိမြောက်တောင်းလှဲ့ပြီးမှအာလူကျော်လေးကိုစပြီးမှစူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆိုတဲ့မင်းနဲ့ပတ်သက်တဲ့မိယာနဲ့ပတ်သက်တဲ့အပြောင်းချွေရာထူးတိုးနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးရတခုသွားနေရတခုပြောခြင်းနဲ့တခုပြောကပြောနေရတခုထင့်ငော်လွဲချော်နေတတ်ပါတယ်ဗျာဒါကြောင့်ထင့်ငော်လွဲခြင်းနဲ့တဲ့ပုဂ္ဂိုလ်အားလုံးတို့သည်ယနေ့မှာဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးတော့မျက်နှာတက်လိုက်ပါဗျာရေလေးနဲ့မျက်နှာတက်ပြီးလွဲချော်နေတော့ခီးစကားတွေတက်ပါသေးကိုပြောသမျှသူသမျှယနေ့မှာအောင်မြင်ပါသေးဆိုတဲ့အကြောင်းမျက်နှာတက်တဲ့အချိန်မှာဟာလာတောင်ရက်ကိုလှည့်ပြီးမှမျက်နှာလေးတက်ခြင်းဖြင့်သင်တို့မှာပိတ်ဆိုနေတဲ့အဲနော်ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လာမှာဖြစ်ပါတယ် အမျိုးဘာသာသာသနာနဲ့မဆိုင်မှုလူအလုံးတို့ဒီခုနှစ်သားသမီးအလုံးတောင်ရကိုလက်လွဲကြုံနေတဲ့ခီးစကားများတက်အဆင်မပြေကြတဲ့လူများဟလာအဲခီးစကားတွေနဲ့ပတ်သက်တဲ့အဆင်ပြေအောင်တောင်ရကိုလှည့်ပြီးမျက်နှာလေးတက်ပြီးဆူတောင်းခြင်းအပြင်တဲ့တော့မှာပိတ်ဆုံနေတဲ့ခီးစကားများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒီချိန်မှာကိုနဲ့နီးနေသတ်တဲ့နိုင်ငံသားဟာနိုင်ငံသားတွေအားကောင်းတဲ့ကိုနိုင်ငံအားမကောင်းဘီနေတွေအားကောင်းပြီးတော့ပြည်မတွေအားမကောင်းမဲ့လူမျိုးသားပုဂ္ဂိုလ်သားနိုင်ငံသားအဖွဲ့အစည်းတွေဝင်ရောက်ပြီးတော့ဆွတ်ပက်နေတာဖြစ်ပါတယ် အနေသက်ဒီအားကောင်းနေတာဖြစ်ပါတယ်ဒါကြောင့်ရိုးရတွေပြက်နေပါတယ်ရိုးရဖော်မဒုရာကြောမှာဖြစ်ပါတယ်ဗျာဒါကြောင့်ရိုးရနဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့ပုံကူကတော့ကြာတာပရိအနောက်ရကူလက်ပြီးမျက်နှာတစ်ပါဗျာပိတ်ဆိုနေတဲ့ရိုးရမဲအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်မျက်နှာလေးတင်မတ်တာဆူတော့ရိုးရဖော်လို့ဒုရကြောတဲ့မှုခင်းပြဿနာတွေဝေးခြင်းနဲ့နော်အရာငွေကြီးနဲ့ပတ်သက်တဲ့အဆုလိုက်ပြုံလိုက်လုံးလိုက်ခဲတဲ့နဲ့သာသနာပြုခြင်းနဲ့ရွှေရီဝင်းခြင်းနဲ့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ပိတ်နေတယ်ပိတ်နေတဲ့ကိစ္စတွေအများဆုံးပွင့်လန်းအောင်ကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်း ရာသာပတိအနောက်ရက်ကိုလှက်လှက်ပြီးမှမျက်နှာလေးသိချင်အပြင်သင်တို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာ။နော်အဲ့ဒါလေးတစ်ချက်ရှိတယ်။ကိုဒီယနေ့မှာတော့ကျွန်တော်တို့73ရက်3လ2025နေရတဘောင်းလာပြီနေဖြစ်ပါတယ်ဗျာ။နော်တဘောင်းလာပြီဒီနေ့ကန်ကောင်းသေးတဲ့ကဏ္ဍနေရတော့3တို့6တို့အားကောင်းတဲ့ဗျို3တို့6တို့အားကောင်းတာဖြစ်တဲ့အတွက်အောင်မလေးဒီကိုနောက်ရက်ကိုလှက်3တို့6တို့ပါတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းပြီးတော့ ဒီနေ့မှာကန်ကောင်းတဲ့ကဏ္ဍတော့36ဝန်းကျင်ဖြစ်ပါတယ်ဗျာဒါ36ပါတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တင်းတို့အောင်းပါလေးဒီကိုအနောက်ရကိုလည်းရေးလေးတောက်ပြီးမှဆူတောင်းခြင်းနဲ့တင်းတို့မှာပိတ်ဆိုနေတဲ့ခီးစကားများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒီနေ့က73ရက်3လ2025တပေါင်းလာပြီးနေဖြစ်ပါတယ်ဗျာတပေါင်းလာပြီးနေရဲ့ဟာလာလောကချမ်းသာအထူးရည်ရာတွေကတော့များလေး ဒီအချိန်မှာတခုခုနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတယ်တခုခုနဲ့လွဲချော်နေတယ်တခုခုနဲ့တပတ်သက်လို့အဆင်မပြေကြတဲ့ပုံကအားလုံးတို့ဒီကောင်းကျမောင်းကောင်းကျမောင်းဆိုတာပြန်ပေါင်းကိုခေါ်တယ်ဗျကောင်းကျမောင်းကပြန်ပေါင်းလို့ခေါ်တယ်ဒါကြောင့်ကောင်းကျမောင်းအဖြူတဝက် အဖြူလေးနဲ့ကောင်းကျိုးမအဖြူလေးပေါက်ထားတဲ့ရွေးရဲနော်အ내ကလေးကတပည့်အဲ့တချမ်းဒီကိုအဲ့ပါတပုံးဒီပုံးပြီးမှအဲ့ဒါလေးကိုထိထားလိုက်ပါဗျာတစ်ခုနဲ့တစ်ခုထိထားလိုက်ပါအဖြူတို့ဝဲအနီတို့ဝဲတပုံးဒီပုံးပြီးမှအဲ့ဒါလေးကိုညီအောင်ညှိပြီးတော့ဖြည့်ဖြည့်ထားမှာအဖြူတချမ်းအနီတချမ်းဖြစ်သွားမှာဖြစ်ပါတယ်ပြန်ပေါင်းဆိုတာပြန်လဲပေါင်းသတာဖြစ်တယ်အဖြူနဲ့အနဲ့နဲ့ပြန်လဲပေါင်းတာဖြစ်ပါဒါကြောင့်ပြန်ပေါင်းလေးတွေကိုလှူဒန်းပေးမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံး ပွင့်လန်းမှာဖြစ်ပါလေဗျာဒုတိယကျွန်တော်တို့အထူးရေရရလေးရတော့ကျွန်တော်တို့ထမင်းနေချက်တဲ့ခါမှာထမင်းဥပေါင်းပေါ့ဗျာပတုံဘုံသုံးခတ်တဲ့ထမင်းလေးကျဲဘုံသုံးဖြစ်တဲ့ဥပေါင်းလေးကိုကျွန်တော်တို့ကဖက်ကလေးနဲ့ထုတ်ဖက်ကလေးနဲ့နည်းနည်းထည့်ပြီးဖက်ကလေးနဲ့ထုတ်ပြီးမှတစုံတယောက်သောသူကိုကုသလုပ်ပါဗျာဒါမှမဟုတ်ဖះကိုလှူပါဗျာအဲ့ဒါမျိုးလှူလိုက်မယ်ဆိုလို့ရှိရင် မင်းအသက်ကိုဖက်နဲ့ထုတ်ထားတဲ့အသက်ကလေးကိုဖက်နဲ့ထုတ်ထားတာပြည့်တဲ့အတွက်ကိုယ်နဲ့ပတ်သက်တဲ့နီးနေတဲ့စီးပွားရေးလူမှုရေးကျမရေးတခုခုနဲ့ပတ်သက်တဲ့ကိစ္စကိုအဲ့ဒီမင်းဥပပေါင်းလေးကိုလက်ဖက်ကလေးအဲ့ဒီမင်းဥပပေါင်းလေးကိုတိရွက်ကလေးနဲ့ထုတ်အဲဆိုတော့တိရွက်နဲ့ထုတ်ထားတဲ့အသက်ကိုဟလာဖက်နဲ့ထုတ်တာဖက်ကလေးနဲ့ထုတ်ပြီးမှတစုံတစ်ယောက်တော့သူကုသိုလ်ပြုမလားလှူဒါန်းမလားတခုခုပြုလုပ်ခြင်းဖြင့် ဒီနေ့73ရက်3လ2025တပေါင်းလပြည်နေ့ရဲ့လောကချမ်းသာအထူးရည်ရည်များကိုတင်ပြပေးလိုက်ပါတယ်ဗျာ။ဒါကြောင့်ခொနေသားသမီးအားလုံးတို့ဒီ UFO Channel ကိုကြည့်ကြရတဲ့ပေးကြလောကချမ်းချမ်းသာရည်ရည်အရပြုလုပ်ကြတဲ့ပုဂ္ဂိုလ်အပေါင်းဒီယနေ့မှာစ၍လောကများပွန်းလန်းပြီးငွေကြေးများထူလိုက်ပြုံလိုက်လုံးလိုက်ခလဲဝင်ပြီးစိတ်ချမ်းသာပျော်ချမ်းတဲ့သာသနာပြုနိုင်တဲ့အန္တရာယ်ကင်းပြီးရှင်းပြီးတော့လူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါသေးကြောင်းနော်လောကချမ်းသာရည်ရည်အဖွဲ့ဖြေးနမိမိသားစုကလိုက်လေလေလေ နော်သူတော်မြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ